ညတညမှာတော့မျိုးနွယ်စုကောင်းဆောင်ကအစည်းအဝေးတိုင်းဆက်လုပ်မှဖြစ်လို့ပိုင်ရှောင်ချွန်းကိုစောင့်ကြည့်ထားကြဆိုပြီးလက်အောက်ငယ်သားထံအမိန့်ပေးနေခဲ့ပါတယ်။လက်အောက်ငယ်သားကနောက်ထပ်လူတွေစီသွားပြီးမျိုးနွယ်စုကောင်းဆောင်ကအမိန့်ချမှတ်လိုက်ပြီးဖြစ်လို့ပိုင်ရှောင်ချွန်းကိစ္စကိုအခုချက်ချင်းလုပ်လိုက်တော့ဆိုပြီးထက်ဆင့်ပြောကြားနေတဲ့အချိန်ဟော်ရှောင်မေကအကိုရှောင်ချွန်းပေါ်ကိုအဲ့ဒီလိုမလုပ်ကြပါနဲ့ဆိုကအပြင်းပြေးထွက်လာပါတော့တယ်။ ပိုင်ရှောင်ချွန်းကအုံမြင့်တိဆောက်ခြင်းအဆင့်ကိုရှန်ကွန်ထန်းရုတ်ထက်ရင်ကျိုးရောက်နေရမယ်ဆိုပြီးအဆင့်၃ဆေးလုံးပေါ်ဆက်နိုင်မှုပစ္စည်းအလေးကြီးတွေတည်ရင်ဆေးဆိုင်တစ်ခုစီရောက်ရှိလာပါတယ်။အဆင့်၃ဆေးလုံးရဲ့ဆေးဝါးပစ္စည်းတွေကအရန်စေးကြီးကြောင်ဆိုင်ပိုင်ရှင်ပြောတော့ကိုတော်ပိုင်ကဒီအတွက်ပြင်ဆင်လာခဲ့တယ်ဆိုပြီးအသုံးဆောင်ပစ္စည်းတွေဈေးပြခိုင်းလိုက်ပေမဲ့ဆေးပင်တစ်ပင်လောက်ပဲတန်ဖိုးရှိနေမှန်းသိလိုက်ရပါတယ်။ဂန္ဓဝင်တပည့်ရဲ့အသုံးဆောင်ပစ္စည်းတွေဖြစ်လို့ဈေးပိုတိုးတောင်းလိုက်ပေမဲ့အဆင့်၃ဆေးပစ္စည်းတွေကအရန်စေးကြီးလွန်းလာကြောင်ဆိုင်ပိုင်ရှင်ကမဖြစ်နိုင်ကြောင်းညှင်းလိုက်ပြီးနောက်သုံးလကြရင်တော့ တုံးလင်းမျိုးစားကလေလံပွဲချင်းပပေးမှဖြစ်လို့ဆေးလုံးတွေဝင်ရောက်ရင်ကန်စန်းကြည့်ဖို့အတိပေးလိုက်ပါတယ်။ကိုတော်ပိုင်ကဒုတိယဒန်းစားဆေးလုံးတွေပဲဖော်ဆက်တတ်စင်နိုင်သေးတာကြောင့်ဝယ်ယူမဲ့သူမရှိဘူးထင်နေပေမဲ့အရင်တစ်ခေါက်လေလံပွဲတုန်းကဒုတိယဒန်းစားဆေးလုံးဟာဝိညာဉ်ကြောက်တုံး900လောက်ထိဈေးနှုန်းမြင့်တက်သွားမှုကြောင့်စိုင်းပိုင်ရှင်ကရှင်းပြပေးလိုက်ပါတယ်။ဒါကြောင့်စိတ်ဝင်စားမှုမြင့်တက်သွားတဲ့ကိုတော်ပိုင်တယောက်ဒုတိယဒန်းစားဆေးလုံးတွေကိုစူးစမ်းပန်းစားဖော်ဆက်လိုက်ပေမဲ့ဆေးလုံးပေါင်းဆက်တဲ့အဆင့်ရောက်တဲ့အခါကျမှမီးလောင်ပျက်စီးသွားရပါတော့တယ်။ အချိန်များစွာကြာရှုံးပြီးတဲ့နောက်မှာတော့ process ရဆေးဝါးပစ္စည်းမကျန်တော့လို့ကိုတော်ပိုင်စိတ်ညစ်နေရတဲ့အချိန်အပေါ်ဘက်ကနေစီးတိတ်တာတလုံးပြုတ်ကျလာခဲ့တာကြောင့်ပိုင်ရှင်ရှိနေလားဆိုပြီးပဝင်းကျင်ကိုမေးမြန်းဆူဆန့်လိုက်ပါတယ်။ပြန်ထူးတံမကြရလို့ဘသူမှမရှိဘူးအထင်နဲ့စီးပစ္စည်းတွေယူသုံးပြစ်လိုက်တယ်လို့ပစ္စည်းလာပို့သူတွေကတိုင်ခွေကနေစောင့်ကြည့်နေပြီးပိုင်ရှောင်းချွန်းတော့သူတို့ထောင်ချောက်ထဲရောက်လာပြီဆိုပြီးတီးတို့ပြောဆိုနေကြပါတော့တယ်။ ဒီလိုနဲ့ပဲလေလံပွဲနေ့ရောက်ရှိလာသလိုစိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းကြီးရဲ့တောင်းနဲ့မြောက်ပြိုင်ဘွယ်ကတိတ်မကြခင်စတင်တော့မှဖြစ်လို့တံပိုးကြီးလေလံပစ္စည်းတွေလည်းအများကြီးထွက်ပေါ်လာနိုင်ပါတယ်။ကိုတော်ပိုင်းလေလံပွဲတဲ့ရောက်ရှိနေသလိုအရန်ချောတဲ့သူမျက်နှာကိုလူသိရှင်ကြားထုတ်ပြလိုက်ရင်ရုပ်ရုပ်တဲတဲဖြစ်သွားနိုင်တယ်ဆိုပြီးလူမသိသူမသိအောင်တရုတ်ဖြက်နေထိုင်လိုက်ပါတယ်။ရောက်လာသူတွေကချမ်းသာတဲ့မိသားစုကြီးတွေကဖြစ်လို့လေလံတင်ထားတဲ့ဆေးလုံးသုံးလုံးကိုအချီကြီးရောင်းထွက်မယ်လို့မှတ်ယူထားလိုက်တဲ့အချိန်ညီလေးပိုင်ဒီနေရာမှာအပျော်တက်တက်လာကြည့်တာလားဆိုပြီးဟောရင်ဖေးတို့ထပ်မံရောက်ရှိလာကြပါတယ်။ ဟောရှောင်းမေကအကိုဖြစ်သူနောက်မှာရှဲ့ယွန့်စွာပုံအောင်နေပြီးပိုင်ရှောင်းချွန်းကိုမျက်လုံးချင်းရင်မဆိုင်ရတာကြောင့်ဒီကောင်မလေးဒီနေ့ကျမှဘာတွေထူးဆန်းနေတာလဲမသိဘူးဆိုပြီးရေရွမိလိုက်ပါတယ်။အဲ့ဒီနောက်ငါးနှစ်တကြိမ်ကျင်းပတဲ့လေလံပွဲစတင်လိုက်ပြီးပထမဆုံးပစ္စည်းကဝိညာဉ်စွမ်းအားစေးလုံးဖြစ်တယ်လို့ကျန်ကင်းစိတ်ထက်အများဆုံးပိုပေးနိုင်သူကအနိုင်ရရှိသူဖြစ်နိုင်ကြောင်းပေါဝင်ကျင်တယ်ဆိုရင်တော့ခေါင်းလောင်းလေးတီးလိုက်ရုံသာဖြစ်ကြောင်းတာဝန်ရှိသူကရှင်းပြပေးနေပါတယ်။မိုးကြိုးစွမ်းအားပါရှိတဲ့အစိမ်းရောင်ဦးကျော်မြင့်အဲ့လက်မှာတော့ ဝိညာဉ်ကြောက်တုံး900ကနေ1000လောက်ထိဈေးနှုန်းမြင့်တက်သွားတာကြောင့်သူ့ဆေးလုံးတွေအလဲကျရင်ဒီထက်ပိုများနိုင်တယ်ဆိုပြီးကိုတော်ပိုင်လည်းကြိတ်ကျင်နေနေပါတယ်။ကျိုးရှင်ချီကိုလက်မြင့်လိုက်တော့ဒူမလေးရှင်ချီနင်းလဲရောက်နေတာလားဆိုပြီးလက်ပြလန်းခေါ်လိုက်တဲ့အခါသူ့ကိုမြင်သွားကြသူတွေက၃လလောက်ပုံးနေတဲ့ကောင်နောက်ဆုံးတော့လူလုံးထွက်ပြလာပြီးမိသားစုဝင်တွေကိုဒီနေရာမှာလာစုခိုင်းထားလိုက်ဆိုပြီးအကြီးအကဲတွေကတရင်ပို့လိုက်ကြပါတော့တယ်။နေ့တစ်ဝက်ကြာအောင်လေလံဆွဲပြီးတဲ့နောက်မှာတော့ ကိုတော်ပိုင်အလက်ရောက်လာပြီးတန့်စင်မှု60ရာခိုင်နှုန်းပါတဲ့ဒုတိယတန်းစားဝိညာဉ်ဆေးလုံးကိုဝိညာဉ်ကြောက်တုံးတရနဲ့ဂျန်ကင်းဆေးတက်မှတ်လိုက်ကြပါတယ်။900လောက်မြော့မှန်းထားပေမဲ့ထင်းတလောက်ရမလာလို့ဒေါသထွက်နေရတဲ့အပြင်ကြီးကျယ်ခမ်းနားတဲ့လေလံပွဲကြီးထဲမှာဒီလိုမျိုးတာမန်ဆေးလုံးလေးတစ်လုံးကိုဘသူကမှစိတ်မဝင်စားကြပြန်တာကြောင့်ကိုတော်ပိုင်လည်းဈေးစစ်ချင်နေတဲ့ကောင်တွေဆိုပြီးစိတ်ကူးထဲမှာအယံပေါက်ကွဲနေရပါတယ်။ လေလံဆွဲသူရှိမလာတာကြောင့်နောက်ပစ္စည်းတစ်ခုပြောင်းသွားရပြီးဟော်ရင်ဖေးကပိုင်ရှောင်ချွမ်းပုံမှန်မဟုတ်တာကိုသတိထားမိလိုက်တဲ့အတွက်ညီလေးပိုင်ကဒုတိယဒဏ်စာဆေးလုံးကိုလိုချင်နေလို့လားဆိုပြီးမေးလာပေမဲ့ချမ်းသာလာမယ်မျောလင်းချက်လေးအကုန်ပျက်စီးသွားရပြီဖြစ်လို့ဘာမှပြန်မပြောနိုင်တဲ့အထိစိတ်ဆင်းရဲနေရပါတော့တယ်။မတန့်စင်မှု90ရာခိုင်နှုန်းပဲပါတဲ့အလဲလက်ဒဏ်စာဆေးလုံးကိုလည်းဘယ်သူမှစိတ်မဝင်စားတဲ့အတွက်ကိုတော်ပိုင်ကဝိညာဉ်ကြောက်တုံးတရားနဲ့လူတိုင်းစိတ်ဝင်စားလာအောင်အရင်ဦးဆုံးစေးပေးကြည့်လိုက်ပါတယ်။ ပို့ပေးမဲ့သူရှိလာမေးတော့ကိုတော်ပိုင်ကပဲဈေးထက်တိုးမြင့်လိုက်လို့ပါအယူထနေတာလဲဆိုပြီးလူတချို့ရေရွတ်လိုက်ကြတယ်လို့ဆရာပိုင်ကိုတိုင်ဒီဈေးလုံးကိုစိတ်ဝင်စားနေလို့တခုခုထူးဆန်းနေတာများလားဆိုပြီးအပြိုင်ဆိုင်ဈေးခေါ်လိုက်ကြပါတယ်။ဝိညာဉ်ကြောက်တုံး200ကျော်လာတဲ့အထိဈေးနှုန်းမြင့်တက်လာခဲ့ပေမဲ့လောဘကြီးတဲ့သူကငါးတုံးထက်တိုးပစ်လိုက်တဲ့အခါထက်တိုးပေးမဲ့သူရှိမလာတော့လို့ကိုတော်ပိုင်ကလေးလံအောင်သူဖြစ်သွားခဲ့ရပြီးကိုဖော်တဲ့ဈေးကိုပြန်စားရပါတော့မယ်။ တိုင်းနဲ့ခေါင်းနဲ့ပြစ်ဆောင်နေလို့အစဉ်ပြေလာမေးလိုက်ရပြီးပိုင်ရှောင်းချွန်းကတော့ပထမဆုံးအကျိတ်လေးလက်အောင်ဘူးတာမို့အရန်ပြော်နေလို့ပါဆိုပြီးဟန်ဆောင်လိုက်ရတဲ့နောက်နောက်ဆုံးဆေးလုံးတစ်ဖြစ်လဲသုံးကျိတ်မိုးမှန်ထားတဲ့အည်သွေးမြင့်ဆေးလုံးကြီးအလဲကိုရောက်ရှိလာခဲ့ပါတယ်။ဒုတိယဒန်စာဆေးလုံးကိုအခုလိုအစဉ်မြင့်ထားနိုင်ဖို့ဆိုတာတော်ယုံတူမလုံးနိုင်တာဖြစ်လို့ဒီဆေးလုံးဖော်ဆက်ထားသူကအရန်ထူးချွန်ရလိမ့်မယ်ဆိုပြီးကြိုးရှင်းချီပါဝင်လူတိုင်းရေရွမိလိုက်ကြပေမဲ့အောက်ကကောင်တွေကတော့သုံးကျိတ်မိုးမှန်မှုကိုဆေးလုံးပေါ်မှာဖြုံးတီးမဲ့အစားလက်နက်တွေအပေါ်မှာမိုးမှန်လိုက်ရမှာဆိုပြီးဝိုင်းဝန်းပြစ်တင်နေကြပါတယ် ဒါပေမဲ့လည်းအပြစ်တင်စကားတန်တွေဟာဆေးလုံးနောက်ဘက်ကလိပ်ပုံလေးကိုမြင်လိုက်တဲ့အခါမှာတော့စေးပညာမှာအရန်ထူးချွန်တဲ့လိပ်ကလေးဖော်ဆက်ထားမှန်းသိလိုက်ကြပြီသူဆိုရင်တော့အခုလိုမုံမန်ထားတာကဖြစ်တင်ပါတယ်လေဆိုကအကုန်လုံးလက်ခံသွားကြပါတယ်ကျိုးရှင်းကြီးကလိပ်ကလေးနင်ထက်ပေါ်လာပြီပေါ့ဆိုပြီးပြိုင်ဆိုင်လိုစိတ်ဖြစ်သွားရတယ်လို့လိပ်ကလေးဖော်ဆက်ထားတဲ့ဆေးလုံးဖြစ်မှန်းသိသွားကြတာနဲ့ကြံကင်းဆေးထက်ကျော်လွန်ပြီးဝိညာဉ်ကြောက်တုံ9000ထိချက်ချင်းထိုးတက်သွားပါတော့တယ် ကျိုးရှင်းကြည်လည်းဝင်ရောက်ရှင်းပြနေပြီးဟောရှောင်းမေကဒီစေးလုံးဟာသူ့ပိုင်ဖြစ်လို့ဘယ်သူမှလူယူလို့မရဘူးဆိုပြီးမိန်းကလေးနှစ်ယောက်ဈေးပြိုင်ဆိုင်ခေါ်လိုက်ကြတဲ့နောက်တထေးသမီးဟောရှောင်းမေကတသိန်းအထိဈေးပြစ်တင်လိုက်ပါတော့တယ်။အကိုဖြစ်သူကစိတ်လျှော့ခိုင်းလိုက်ပေမဲ့လေလက်အောက်ဦးကြီးကိုတောင်သူတို့ဟော်မျိုးနွယ်ကပိုင်ဆိုင်ထားတာဖြစ်လို့ဘယ်သူမှကယူမဆိုင်ပါဘူးဆိုပြီးပြောတော့ဟောရှောင်းမေလည်းခေါင်းတစ်ချက်အခောက်ခံလိုက်ရပါတယ်။ အကိုဖြစ်သူကိုငွေသွားရှင်းခိုင်းလိုက်တဲ့အခါလိတ်ကလေးနဲ့ပတ်သက်လာရင်အရန်နာလေတက်တာပဲဆိုပြီးကိုရောပိုင်ပြောလိုက်တော့လိတ်ကလေးဟာသူတို့နှစ်ယောက်လုံးအတွက်အရေးကြီးတယ်လို့ဒီဆေးလုံးဝယ်လိုက်တာကအကိုရှောင်းချွန်းကိုပေးမလို့ဆိုပြီးဟောရှောင်းမေကရှက်ရွံ့စွာပြောလာပါတယ်။ဟောရှောင်းမေကသူ့အပေါ်အရန်ကောင်းမှနားလေသွားတဲ့အတွက်လိုဝက်ချက်တစ်ခုပြောပြပေးမယ်ဆိုပြီးကိုရောပိုင်ကဟိုးအရင်တွေကရိုးရိုးသားသားပြောပြခြင်းခဲ့တာပြောမယ့်အခါတိုင်းလဲမပြောရဲဖြစ်နေခဲ့ပေမဲ့နောက်ပိုင်းကျရင်အနည်းနဲ့အမြန်ရိပ်မိသွားမှဆိုတော့အခုတခါတည်းပြောပြလိုက်တော့မယ်ဆိုပြီးမဝမ်းမရဲတုံဆိုင်နေခဲ့ပါတယ်။ ဒါကိုမြင်တော့အကိုရှောင်းချွန်းကသူ့ကိုဖွင့်ပြောတော့မှလားမသိဘူးဆိုပြီးရန်ရှက်နေတဲ့အချိန်မှာပဲကိုတော်ပိုင်ကလိတ်ကလေးဆိုတာအခြားသူမဟုတ်ပဲသူဆိုတဲ့ပိုင်ရှောင်းချွန်းဆိုပြီးအော်ပြောလိုက်ပါတော့တယ်။ဒါပေမဲ့လိတ်ကလေးဆိုသူဟာဂုံတရင်ကြော်ကြမှုကိုဘယ်တော့မှကယူမဆိုင်ပဲလူမသိသူမသိနေတတ်တာမို့ကိုတော်ပိုင်လိုအကြွားတန်တဲ့သူနဲ့ဘလို့မှမကိုက်ညီတာကြောင့်လူတိုင်းကြည့်ရလိုက်ကြတယ်လို့ထားလိုက်ပါတော့ဆိုပြီးအားလုံးထွက်သွားကြပါတယ်။ ူပြောတာယုံကြည်ရဲ့လားဆိုပြီးဟောရှောင်းမေကိုမေးလိုက်တော့ဖွင့်ပြောခံရမယ်ထင်ထားခဲ့ပေမဲ့ထင်ထားသလိုဖြစ်မလာခဲ့လို့ရမ်းရှက်သွားတဲ့ရှောင်းမေကအကိုရှောင်းချွန်းကိုယုံကြည်ပါတယ်ဆိုပြီးလေလံခန်းမအပြင်ဘက်ကိုပြေးထွက်သွားလိုက်ပါတော့တယ်။အပြင်ဘက်ပြေးလိုက်လာတဲ့အခါချုံမောလာပါတဲ့သမီးပြို့တွေကမင်္ဂလာလက်ဖွဲ့ကိုလက်ခံထားတဲ့သူတို့သူတို့သားလောင်းလေးယောက်လာပြီးဆိုပြီးဝိုင်းဝန်းပိတ်ဆို့လာကြတာကြောင့်ကိုတော်ပိုင်လည်းမင်္ဂလာလက်ဖွဲ့ကစိတ်သက်သာတွေဖြစ်မှန်သဘောပေါက်သွားရပါတယ်။ တကယ်တမ်းမိသားစုကြီးတွေကျန်စီနေကြတာကသူတို့အိမ်ကသမီးပြို့တွေကိုပိုင်းရှောင်ချွမ်းနဲ့လက်ဆက်ပေးကျင်ကြတာဖြစ်ပြီးစေဖက်ဝင်ပစ္စည်းတွေကိုမင်္ဂလာလက်ဆောင်ဖြင့်ထောင်ချောက်ဆင်ထားကြတာဖြစ်လို့အရာအလုံးနားလေသွားသူကြီးကသူ့ကိုဆွဲမစားကြပါနဲ့ဆိုပြီးအော်ဟစ်အကူအညီတောင်းနေရပါတော့တယ်။မိသားစုကြီးတွေရဲ့ရည်ရွယ်ချက်ကဂန္ဓဝင်တပည့်နဲ့လက်ထပ်ပြီးဂုံတရင်ပုံမြင့်ကျင်ကြတာဖြစ်တယ်လို့မျိုးဆက်ပြန့်ပွားရေးအတွက်အဓိကဦးတည်ကြတာဖြစ်လို့ကိုတော်ပိုင်လည်းအခုမှငငယ်လေးရှိသေးတယ်ဆိုပြီးအတင်းယုံကန်နေရပေမဲ့အသက်ဆိုတာဂင်္ဂနံတစ်ခုဆိုပြီးဂီယူမဆိုင်သူတွေကဖန်နှန်းနေကြပါတယ်။ ဟောရှောင်းမေကအကိုရှောင်းချွန်းကိုအဲ့လိုမလုပ်ကြပါနဲ့ဆိုပြီးအတင်းတွန်းထုတ်နေခဲ့ကလူအုပ်ကြီးကယုံထွက်လိုက်တာနဲ့မိသားစုကြီးတွေကဝိညာဉ်ကြောက်တုံးများစွာနဲ့လက်ထပ်ဖို့ကံလန့်ကြပြန်ပါတယ်။ကျိုးအိမ်တော်ကစေဖို့မှုဝါသနာပါတဲ့သူကိုအစင်းမြင့်ဇေဝပစ္စည်းတွေနဲ့မလုံးပေးဖျားရောင်းနေကြတယ်လို့ကျန်တဲ့အိမ်တော်တွေကလည်းသူတို့မိသားစုကတခင်မလေးကိုသာလက်ထပ်မယ်ဆိုရင်ဘလို့ပဲပုံတင်တောင်းပမယ်ဆိုပြီးအတင်းအကျပ်ကိုင်းနေကြပါတယ်။ စီပစ္စည်းတွေကိုသဘောကျသွားပေမဲ့အဲ့လိုဟာကြီးတွေနဲ့ဆိုရင်ငဘာမောက်သွားနိုင်တာဖြစ်လို့စဉ်းစားဖို့အချိန်ပေးခိုင်းလိုက်တဲ့အခါဟော်ရှောင်းမေကအကိုရှောင်းချွန်းကိုအတင်းဖိအားမပေးဖို့ပြောလိုက်ပြီးသူတို့ဟော်မီသားစုကလည်းလက်ထပ်ဖို့တိုက်တွန်းကြတဲ့အတွက်မျက်နှာချင်းမဆိုင်ရတာဖြစ်ကြောင်းစိတ်ပြက်လက်ပြက်ဝင်ခံလာခဲ့ပါတယ်။ဂန်ဒဝင်တပည့်ဖြစ်နေလို့သာလူတိုင်းအလိုရှိနေကြတာဖြစ်တယ်လို့သူတို့လိုချင်တာဟာဂုံတရင်ကြော်ကြမှုဖြစ်တာကြောင့်အကိုရှောင်းချွန်းလိုဖြူစင်ရိုးသားသူတယောက်ကသူတို့လိုလူမျိုးတွေနဲ့လုံးဝမထိုက်တန်ပါဘူးဆိုပြီးဝမ်းနည်းစွာပြေးထွက်သွားပါတော့တယ်။ ဒီချိန်မှာပဲစီကန်းထိန်သေးရေးတွေရောက်လာပြီးပိုင်ရှောင်းချွမ်းဟာနောက်တစ်ကြိမ်ထက်မွေလိုက်ပြီဖြစ်လို့နှစ်ပေါင်းတရကြာတဲ့အထိလက်ထက်ထိန်များမှုမလုပ်ရပဲကြင့်ကြံမှုကိုသာဦးစားပေးရမယ်ဆိုပြီးဂိုင်းချုပ်အမိန့်တော်ကိုပါလာရောက်ထုတ်ပြန်ပေးလိုက်ရပြီးမိသားစုကြီးတွေကိုလည်းငြိမ်ငြိမ်နေခိုင်းထားလိုက်ရပါတယ်။ကိုတော်ပိုင်ကတော့ဒါဟာသူစီးပွားရေးပြတ်အောင်လာလုံးနေတာဖြစ်တယ်လို့တားမြင်ရမယ့်အစီအစဉ်တွေလည်းအကုန်ပြည့်စည်သွားရပြီဖြစ်လို့ဂုံတရင်ကြော်စောမှုတွေကိုဘယ်နေရာမှာသွားတုံးချရမှာလဲဆိုပြီးနစ်နာသူဖြစ်သွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်းစေလုံးဖော်ဆမှုကိုစိတ်နှစ်လုံးဆောင်တည်ခဲ့ပြီးဖော်လိုက်တိုင်းလဲအကုန်ပေါက်ကွဲပျက်စီးကုန်လို့အကြီးကဲဖြစ်သူကတော့စေကမ်းမဆောင်တဲ့ဝင်ကွင်းပိတ်ထားလိုက်ရတယ်လို့ကိုတော်ပိုင်ကိုတိုင်ကြားထားတဲ့တိုင်စာပေါင်းစုံကလည်းဂိုင်းချုပ်ဖြစ်သူထံအများပြားရောက်ရှိနေပါတယ်။တောင်ထုတ်သခင်လီကတော့တင်းငယ်တဲ့ခြေလန်းတွေဟာအခုချိန်မှာမာရွံ့နိုင်ပေမဲ့တစ်ချိန်ကျရင်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လိမ့်မယ်ဆိုပြီးတူလေးဖြစ်သူပေါ်ယုံကြည်မှုအပြည့်ရှိနေပါတယ်။အိမ်နေစေဖို့ချိန်မှာလဲအိမ်ကောင်မိုးတွေပါပောက်ကွဲပျက်စီးသွားရပြီးအဆုံးသက်မှာတော့ ကျူးချီစေလုံးရရှိလာခဲ့ပေမဲ့ပုံစံကွဲပြားနေလျက်ရှိတာကြောင့်တခုခုမှသွားတာများလားဆိုပြီးဝေခွဲမရဖြစ်နေရတဲ့အချိန်အပြည့်စည်းတွေပြုတ်ကျလာလို့စေလုံးလည်းအပြင်းလိမ့်ထွက်သွားရပြီးဘယ်တော့ငါရောက်နေမှန်းမသိတဲ့ယုံတကောင်ကအစာမက်နဲ့ကောက်စားပစ်လိုက်လို့ဆေးဆွမ်းချက်ချင်းပြလာကအမြုပ်ထွက်ပစ်လဲသွားရပါတော့တယ်။သူ့စေလုံးကဗာများမသွားလို့လဲဆိုပြီးစိတ်ချသွားရအောင် နောက်ထပ်ယုံတကောင်ကိုစမ်းကြည့်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့အခါတိကိုင်းတစ်ခုပေါ်မှာမက်မွန်သီးစားနေတဲ့မြောက်တကောင်ကိုအချိန်တင့်ခါတင့်မြင်လိုက်ရတာကြောင့် ဒီစေးလုံးစားလိုက်ရင်မြောက်ဖျင်ဖြစ်သွားလိမ့်မယ်ဆိုပြီးဂျင်းထက်ကျွေးလိုက်ပြန်ပါတယ်။အနံ့ခံကြီးလိုက်တဲ့နောက်စေးလုံးကိုဖျက်ရိုက်ပစ်လိုက်လို့မြောက်ဆုံမြောက်နာဆိုပြီးရှဲစဲပစ်လိုက်တဲ့အခါမြောက်ကပြန်អော်ပြောနေတယ်လို့သူလုံးတလို့လိုက်လုတ်ပြနေတာမြင်တော့ကိုတော်ပိုင်လည်းမင်းလိုកောင်မျိုးလောက်ကိုအေးစေးလဲစားပစ်နိုင်တယ်ဆိုပြီးမြောက်လိုဟန်ဆောင်ပြလိုက်ပါတယ်။ဒါကိုမြင်တော့မြောက်ကသူ့လိုလိုက်မလုပ်ပဲဟာတိုက်ရဲမောနေလို့ဒေါသထွက်ထွက်နဲ့စေးလုံးပစ်ထည့်ပေးလိုက်တဲ့နောက်ဒီတကြိမ်စေးလုံးကတော့ဤပေါက်စေတဲ့အစွမ်းတတိရှိပြီးမခံမရက်နိုင်အောင်အရန်နဲ့လုံးနာကြောင့်အကုန်လုံးမှုမိလေကုန်ပါတော့တယ် စိတ်တိုင်းမကြသေးလို့နောက်တစ်ကြိမ်ဖော်ဆက်လိုက်ပြီးဒီတစ်ခေါက်မှာတော့ငှက်တွေကိုစမ်းကြည့်ကြည့်လိုက်တော့ငှက်တွေအကုန်လုံးပြုတ်ကျတည်ဆုံးကုန်ပြီးတစ်ကြိမ်ဖော်ဆက်လိုက်တိုင်းမှာအုတ်ကူတွေလည်းပိုပိုများလာခဲ့ရပါတော့တယ်။ကိုတော်ပိုင်လည်းသူဟာစေးပညာမှာမထူးချွန်မှန်းသိလိုက်သလိုအပြစ်ကင်းတဲ့သူတွေကိုဒုက္ခဆက်မပေးတော့ဘူးဆိုပြီးလက်လျှော့လိုက်တဲ့အချိန်ဇာမနီငှက်တကောင်ကသူ့ဆေးလုံးကိုလာစားနေလို့ဒီကောင်ကိုမြင်ဖူးပါတယ်ဆိုပြီးတေချာပြန်စဉ်းစားကြည့်လိုက်တော့ဆေးလုံးခိုးစားသွားတဲ့အမိရှိကျဆုပ်ဖြစ်နေမှန်းပြန်တရေရလိုက်ပါတယ်။ စေးတလုံးပေါ်ဆက်လိုက်တိုင်းစံသက်ခန့်တွေပုံများလာခဲ့ပြီးတချို့အကောင့်တွေဆိုရင်တရေပြောင်းလဲလာကြပြီဖြစ်တယ်လို့ကိုတော်ပိုင်လည်းမျက်တွင်းဟောက်ပတ်နဲ့စေးတလုံးထက်တန့်စင်လိုက်ပြန်ပါတယ်။မအောင်မြင်ဘူးထင်လို့လွင်ပစ်ဖို့စူးစမ်းလိုက်ပေမဲ့စေးလုံးသွားရဘက်ကိုရက်စီးချောင်းတွေလိုက်လာပြီးတိတ်မကြခင်မှာပဲမိုးချိုးပစ်ချက်လာခဲ့ပြန်ပါတယ်။စေးလုံးအောင်မြင်သွားလို့ခန္ဓာကိုယ်နာကျင်နေပေမဲ့ပေါ်ဆက်နီးလန်းတိသွားလို့ပျော်ရွှင်သွားခဲ့တဲ့နောက် အဲ့ဒီနေ့ကနေစပြီးကိုတော့ပိုင်အိမ်ကိုမိုးကြိုးတွေရှေ့ပြစ်နေခဲ့ကတကောင်သားကတော့အချိန်များကြီးထပ်ပြစ်ဆန်းဆိုပြီးဝါပင်ကွယ်ကနေအော်ဟစ်အားပေးနေတယ်လို့သူဒီလိုမျိုးစေ့ဖို့နေတယ်ဆိုတာဘယ်သူမှမသိတော့ပါဘူးဆိုကဒိုးတိုးလေးရေရွလိုက်ပါတယ်ဒီအချိန်မှာပဲဘယ်သူမှမသိတော့ပါဘူးဆိုတဲ့စကားကိုတယောက်ယောက်ပြောတန်ကြားလိုက်ရတာကြောင့်ဘယ်သူရောက်လာတယ်လဲရှာကြည့်လိုက်ပေမဲ့ယုံတကောင်သားမြင်လိုက်ရပြီးကောင်းကင်ရဲ့ဖြစ်စဉ်တွေအကုန်လုံးဟာငါးပိုင်းရှောင်းချွန်းစေးတန့်စင်လို့ဖြစ်လာတာဆိုပြီးစကားထပ်ပြောတာကြားလိုက်ရပါတယ် ဒီယုံကစကားပြောတတ်တာလားဟာငါဆေးကိုလည်းခိုးစားသွားသလိုလှုပ်ဝက်ချက်တွေကိုလည်းရှောက်ပြောနေပြန်တာလားဆိုပြီးအတင်းလိုက်ဖမ်းဖို့စူးစမ်းပေမဲ့ယုံစုပ်ကလက်ခတ်နဲ့ထွက်ပြေးသွားတာကြောင့်လှုပ်ဝက်ချက်တွေပေါ်မလာသေးခင်မြ мян ဆန်ဆန်လေးကျင်းရမယ်ဆိုပြီးတကိုယ်တည်းရေရွမိလိုက်ပါတယ်။ကိုတော်ပိုင်ဆေးဆက်ဖို့နေတဲ့တလျှောက်ယာဒီဥဒုအခြေအနေပိုဆိုးလာပြီးလျက်စီးတွေလည်းမိုးကြိုးတွေပြင်းနေလို့ကြင်ကြံသူတွေတောင်စကားကောင်းကောင်းပြောလို့မရပဲအော်ဟစ်ပြောဆိုနေကြရပါတယ်။ ကျက်ချန်ဆောင်တဲ့လူကလည်းစုပ်စုပ်ပြက်ပြက်ထက်ရောက်လာပြီးမင်းညာတော့ကကျက်ချန်တဲ့ကအမိရှိချက်တွေကိုဇာမနီညက်တကောင်ကအပီလာချိတ်သွားတာအကုန်လုံးအပြက်တေကုန်တာမို့ကိစ္စလိုက်ရှင်းနေရတယ်ဆိုပြီးပင်ပန်းအားနဲ့စွာပြောနေပေမဲ့သူပြောတာကိုဘယ်သူကမှကောင်းကောင်းမကြားရပါဘူးဒီအချိန်ကိုတော်ပိုင်ရဲ့ကာမအားတိုးစေးစားထားတဲ့ဇာမနီကပြန်တန်းရောက်ရှိလာပြီးရှောင်းချွန်းရုပ်ထုကြီးကိုအပြက်ကဝင်တိုက်နေခဲ့တယ်လို့ဒီလိုရသည့်ဥဒုဖြစ်လာခြင်းကငါပိုင်းရှောင်းချွန်းဆေးဖော်ထားလို့ဖြစ်ရတာဆိုပြီးစကားပြောတတ်တဲ့ယုံတကောင်ကလည်းတကိုင်းလုံးလက်ပတ်អော်ပြောနေခဲ့ပြန်ပါတယ် ကိုတော့ပိုင်စေးတန့်စင်နေပြီဆိုတာနဲ့တကိုင်းလုံးစိတ်ဆင်းရဲနေရပြီအခုချိန်မှလည်းအက်စစ်မိုးတွေရွာသွန်းလာပြန်လို့ကြိုးရှင်းချီတောင်အပြေမထွက်ရဲဖြစ်နေရပါတယ်။ပိုင်ရှောင်ချွန်းကန်တော်ဝင်တပည့်ဖြစ်လာတဲ့ကသူတို့တွေလည်းအိတ်ကောင်းခြင်းမအိတ်ရစားကောင်းခြင်းမစားရဖြစ်နေရပြီဆိုပြီးဂိုင်းသားတချို့ကတရားမျှတမှုတောင်းခံနေကြတဲ့အချိန်အက်စစ်မိုးထက်ရွာလာပြန်လို့ဆန္ဒပြနေတဲ့ကောင်တွေလည်းအမြန်ထွက်ပြေးကြရပြန်ပါတယ်။ အဝိစားတောင်ဝစ်စရာမရှိတော့လို့နေအိမ်ပြင်ဘက်မှာစွန့်ကြီးလောင်းဖို့စောင့်တည်လိုက်ကြပေမဲ့ဘာမှစိတ်မဝင်စားသူကြီးကဖော်ဆက်ပြီးသားဆေးလုံးတွေကိုထက်ခါတလဲလဲမုံမှန်တန့်စင်နေလျက်ရှိတာကြောင့်အကြီးကဲတွေတောင်ဒီပြဿနာတွေဝင်ပါလာရပါတော့တယ်။ကာမအာတိုစိမိထားတဲ့ဇာမနင်းကကမောပန်းလုံးလို့တေးတလားရှင်တလားမသိတော့သလိုအဝိစားမရှိတော့တဲ့သူတွေကကိုတော့ပိုင်ကိုနန့်တာတောင်ထုတ်ကနေချက်ချင်းထွက်သွားခိုင်းနေကြပြီးအကြီးကဲဖြစ်သူကသူ့မွေးထားတဲ့ကြက်လေးကိုရရက်ဆက်ဆက်တက်ပြစ်လိုက်ရသလားဆိုကအယံတော်သားထွက်နေရပါတယ်။ အကြီးကဲကျိုးကစီမင်းဖောက်ဖျက်တဲ့ကောင်ကိုပြစ်ဒဏ်ပေးဖို့စ조사လိုက်ချိန်တောင်ထွတ်သခင်ရောက်ရှိလာတာကြောင့်ဦးလေးလီသာရောက်လာတာနောက်ကျသွားရင်သူ့ကိုတွေးရတော့မှမဟုတ်ဘူးဆိုပြီးကိုတော်ပိုင်ကမျက်ရည်ခံထိုးပါတော့တယ်။စေဖို့ဆက်တဲ့အခါအမတစ်ခုကြုံတွေ့ကြတာထုံးစံတစ်ခုဖြစ်တဲ့အပြင်တဘာဝတရားကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကိုထိန်းချုပ်နိုင်ခြင်းမရှိကြဘဲပိုင်ရှောင်ချွန်းသာစေပညာမှာအောင်မြင်သွားခဲ့ရင်သူ့တို့ကိုင်းအတွက်ကောင်းကျိုးတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးဦးလေးလီကအကျိုးသိအကြောင်းသိဖြည့်ရှင်းပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲစကားပြောတတ်တဲ့ယုံရောက်ရှိလာပြီးအကြီးကဲကျိုးရဲ့လူတိမခံနိုင်တဲ့လှုပ်ဝက်စကားတွေကိုအတန်ဖန်ထားသလိုပြန်ပြောနေတဲ့အပြင်ကောင်းကင်ဖြစ်စဉ်တွေအားလုံးဟာငါပိုင်းရှောင်ချွမ်းချောင်းဖြစ်ရတာဆိုပြီးထက်ပြောလာပြန်တာကြောင့်ကိုတော်ပိုင်လည်းမင်းပဆက်ပိတ်ထားလိုက်တော့ဆိုပြီးယုံစုပ်ကိုလိုက်ဖမ်းပါတော့တယ်။ဒါအပြင်တောင်ထွတ်သခင်လီရဲ့လှုပ်ဝက်ချက်စကားတွေဖြစ်တဲ့ဆရာတူညီမလေးမေရှန်ငါလီချင်းဟောင်းကတစ္ဆာမရှိတဲ့လူမဟုတ်ပါဘူး ကျင့်ကြံစဉ်ကြော်ဖြတ်ပြီးတာနဲ့မင်းကငါ့ရဲ့တအိုလက်တွဲဖို့ဖြစ်လာရမယ်ဆိုပြီးချစ်စကားကြိုက်စကားတွေကိုလူသိရှင်ကြားထုတ်ပြောလာပြန်လို့လူ၃ယောက်လုံးစွန့်အပ်သွားကြရပါတယ်။အကြီးကဲကျိုးကဆရာတူညီလေးစီမှာဒီလိုအဖြစ်ပြက်လေးတွေရှိနေသေးတာလားဆိုပြီးပြောတော့အရန်ရှက်သွားတဲ့တောင်ထွတ်သခင်လီလည်းပိုင်ရှောင်းချွန်းကိုဒေါသထွက်စွာနဲ့ဖြည့်ရှင်းချက်တောင်းလိုက်တယ်လို့ကိုတော်ပိုင်လည်းအဖိုးယုံကြီးပစက်ပိတ်ထားပြီးအောက်ဆင်းလာခဲ့ပါလားဆိုကအသေးလို့ပြစ်ချင်နေပါတော့တယ်။ ဂိုင်းတနေရာမှာတော့အကြီးကဲတယောက်ကကြင့်ကြံပုံပြုလုပ်လိုက်တဲ့အချိန်ဟန်ဂိုင်းသားမင်းဒီနေရာကိုရောက်လာပြီလားဆိုပြီးအတန်တန်ထွက်ပေါ်လာခဲ့တယ်လို့ဒီအတန်ကိုကြားလိုက်တာနဲ့အကြီးကဲကလည်းဆရာဆိုပြီးရေရွမိလိုက်ပါတယ်။ဆရာဖြစ်သူကအစောကြီးတည်းကတည်သွားခဲ့ပြီဖြစ်ပေမဲ့အခုလိုအသက်ပြန်ရှင်လာနိုင်တာကပိုင်ရှောင်ချွန်းဖော်ဆက်ထားတဲ့ဆေးလုံးကြောင့်ဖြစ်တဲ့အပြင်သူပြန်ရှင်လာတဲ့တဲ့ရင်ကိုဂိုင်းတစ်ခုလုံးတော့ပြောပြလိုက်တော့ဆိုပြီးစကားပြောတဲ့မြောက်တကောင်ကအမိန်ပေးစေခိုင်းလိုက်ပါတော့တယ်။